This time, we write a brand new day. ။ Yeah, Stony X မှာကျေးဇူးပါတယ်။ရှေးအပတ်ဒီမှာ Thunderbolts ရုပ်ရှင်တို့ Fantastic Four ရုပ်ရှင်အကြောင်းတွေကိုပဲဆက်တိုက်တင်ပြနေခဲ့တာဆိုတော့ Baby Lee Spider-Man ကိုခဏပစ်ထားခဲ့တယ်လို့ဖြစ်သွားပါတယ်။ဆိုတော့အခုဗီဒီယိုမှာတော့ Avengers Doomsday ရုပ်ရှင်အပြီးမှာထွက်လာတော့မယ့် Spider-Man 4 Brand New Day ရုပ်ရှင်အတွက် Villain ရွေးချယ်ခြင်းအပြင်သိလာရသမျှ update သတင်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်။အဲ့တို့ကြောင့်စိတ်ဝင်စားကြရဲဆိုရင်ဗီဒီယိုလေးကိုစောင့်အောင်ထိကြည့်ထားပေးကြပါအောင်။ And as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ။တက်လာတဲ့ဂျွန်ညာလေးကိုစောင့်အောင် င့်ထည့်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုကတော့ intro လေးပြီးရင်စလိုက်ရအောင် I am vengeance. I am the night. I am Batman. โอเคဒီတဲ့တင်းကို cosmicsarcus.com ဆိုတဲ့နာမည်ကြီး insider website ကနေပြီးရေးသားထားခြင်းဖြစ်ပါတယ်။တင်းမှာပါတာအရာဆိုရင် WWE star တယောက်ဖြစ်တဲ့မိမနဗန်းဓမာတယောက်ဖြစ်တဲ့ Liv Morgan ဒီ Spider-Man 4ရုပ်ရှင်မှာပါဝင်သွားမယ်ဆိုပြီးရေးသားထားခြင်းဖြစ်ပါတယ်။ WWE ကိုအခုချိန်ထိကြည့်နေကြတဲ့သူတွေလည်းရှိကြလိမ့်မယ်။ Liv Morgan ဆိုတာဒီ fan base တစ်ခုရထားပြီးဒါ WWE မှာဆိုရင်လည်းကပတ်တွေပါရရတဲ့အထီကိုရိုးကောင်းကောင်းရခဲ့သူလည်းဖြစ်ပါတယ်။ဖြစ်ချင်တော့လွန်ခဲ့တဲ့တစ်လလောက်ကပဲ insider အများစုနဲ့ကောလာဟာလာထုတ်ဝေသူတွေကြားမှာ Liv Morgan ဒီမကြခင်မှာ major Hollywood ရုပ်ရှင် တစ်ခုမှပါဝင်သရုပ်ဆောင်သွားရမယ်ဆိုပြီးတော့သတင်းတွေထွက်နေခဲ့တာပါအခုတော့ cosmiccircus.com အရာဆိုရင်သူပါမယ်ဆိုတာဒီ Spider-Man 4ဖြစ်မယ်ဆိုပြီးတော့ confirm ထားခဲ့တယ်လို့ Spider-Man ကိုဒုက္ခပေးနေကြကြောင်ရိုင်းမာလေး Black Cat နေရာကနေပြီးတော့ဖြစ်နိုင်နေဆိုပြီးတော့យေတာထားပါတယ် Of course Spider-Man 4ရုပ်ရှင်ကလည်းနာမည်ကိုစပြီးတော့ကြီးညာခဲ့တဲ့ကအမျိုးသမီး villain တယောက်ကို main villain အဖြစ်အသုံးပြုသွားမယ်ဆိုပြီးတော့ကြားထားရတာပါအခု Liv Morgan ရဲ့အသက်နဲ့မျက်နှာအနေအထားပါညာလို့ဒီကြမ်းမဲ့တမ်းမဲ့ပုံစံဖြစ်တဲ့အတွက် Spider-Man ရဲ့ love interest Spider-Man နဲ့ကြိုက်မဲ့နေရာကနေပြီးတော့ဖယ်ထုတ်လိုက် လို့ရပါတယ်။ WWE မှာလည်းကိုပြောဖို့နဲ့ stand တွေကိုကိုယ်တိုင်လုပ်ရတာဖြစ်တဲ့အတွက်အခုတရုတ်ဆောင်က Black Cat နဲ့လည်းတင့်တော်မယ်လို့ထင်ပါတယ်။ But still နမည်ကြီးတရုတ်ဆောင်မဟုတ်တဲ့အတွက် main villain တော့ဖြစ်မှာမဟုတ်ပါဘူး။ဆက်ပြီးတော့ Daniel RPK ဆိုတဲ့ insider ကတော့ Jay Jonah Jameson ဆိုတာနဲ့တန်းပြီးတော့မြင်မိကြမယ်။ငငယ်တွေကနေပြီးတော့အခု Spider-Man No Way Home ရုပ်ရှင်အထီကိုတရုတ်ဆောင်တွေဘလောက်ပြောင်းသွားပြောင်းသွား Spider-Man ကိုဒုက္ခပေးနေစေဖြစ်တဲ့ JK Simmons ကလည်း Spider-Man 4ရုပ်ရှင်အတွက်သူ့ရဲ့ iconic role ဖြစ်တဲ့ Jay Jonah Jameson အဖြစ်ထပ်ပြီးတော့ပါသွားအောင်မယ်ဆိုပြီးတော့သိလာရပါတယ်။ဒါပြင်လက်ရှိ ရိုက်ကူးနေတဲ့ Avengers Doomsday ရုပ်ရှင်အတွက် Spider-Man စင်းတွေကိုအမြန်ရိုက်သွားမှာမျိုးလည်းဖြစ်နိုင်တယ်။ Maybe Spider-Man က Doomsday ရုပ်ရှင်မှာမပါတော့မှာမျိုးလည်းဖြစ်နိုင်တယ်။ Bad Teaser ကတော့ Spider-Man 4ရုပ်ရှင်ဒီယခုနှစ် August လမှာစတင်ရိုက်ကူးသွားမယ်ဆိုပြီးတော့ဖြေချသွားခဲ့ပါတယ်။သူတို့ဒီရှင်းမှာပြောခဲ့တဲ့ Black Cat character အပြင်နောက်ထပ် character နှစ်ခုလောက်အထိကိုထပ်ပြီးထည့်ဖို့အတွက်ရည်ရွယ်ထားတယ်လို့သိရတယ်။ Main Villain အတွက်ကတော့အဖြစ်နိုင်ဆုံးက Mr. Negative ဖြစ်နိုင်တယ်ဆိုပြီးတော့ရည်သားထားပါတယ်။ Of course ပထမတစ်ချက်အနေနဲ့ကတော့ Spider-Man Brand New Day ဆိုတဲ့ comic မှာ Main Villain ဒီ Mr. Negative ဖြစ်ခဲ့တယ်လို့ Mr. တန် negative ဆိုတဲ့ character ကိုလည်းအဲ့ဒီ brand new day comic မှာစပြီးတော့မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဒုတိယတစ်ချက်ကအခု Spider-Man 4ရုပ်ရှင်ကိုရိုက်မာသည့် Shang-Chi ရုပ်ရှင်ရဲ့ director Dustin Daniel Cretton ဖြစ်ပါတယ်။သူကိုယ်တိုင်ကလည်းအာရှသားတယောက်ဖြစ်လို့ Shang-Chi ရုပ်ရှင်မှာဆိုရင်လည်းအာရှနဲ့ပတ်သက်ပြီးတော့ယဉ်ကျေးမှုတွေကိုလက်လာပတ်ပါရိုက်ကူးပြသွားခဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်အထူးအခုရိုက်မယ်ဆိုတဲ့ Spider-Man 4ရုပ်ရှင်မှာ Asian villain တစ်ကောင်ဖြစ်တဲ့ Mr. Negative Martin Lee China တရုတ် villain ကအခု director အသုံးပြုနိုင်မဲ့အသင့်တော်ဆုံး villain အဖြစ်လည်းရှိနေပါတယ်။ So Predator တို့ကဘယ်လိုထင်ကြလဲ Spider-Man 4 က်ကောင်စရင်တွေကိုကြိုက်ကြရလား Spider-Man 4ကိုရင်ခုန်နေကြပြီလားဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးရကြည့်ပေးကြဖို့ရတက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်